မင်္ဂလာပါတက်ဂရိတ်ကော်စီလာထဲရမှာဖြစ်ပါတယ်။တင်းအတွက်မနက်ဖြန်ငွေကြေးကန့်ချင်းတွေကိုဖတ်ကြားပေးပါမယ်။အဲ့တော့မနက်ဖြန်မှာငွေကြေးကန့်ချင်းတွေအပြင်အရင်ကြီးကောင်းနေတဲ့နေမျိုးတော့မဟုတ်ဘောနော်။ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲကိုယ့်ဘော်ကိုတာဝန်နေပုံမှန်ထပ်ပို့ပြီးတော့ယူရတဲ့အလုတ်ကင်ပန်းမှာလည်းအလိုပဲကိုကိစ္စတွေရောသူများကိစ္စတွေရောစုပုံပြီးတော့အများကြီးလုပ်ရတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘောနော်မနက်ဖြန်ရစီရရှိတာချိန်ထားမျိုးလေးတွေရှိရဆိုလို့ရှိရင်အဲမပေးဘဲနဲ့ပေါ့နော်တစ်ဖက်လူအရှောင်သွားတာမျိုးတွေလည်းကြုံရတတ်တယ်ဆိုရမျိုးတွေ့ရတယ် ငွေကြေးပန်းဆိုင်ရာနဲ့ပတ်သက်ပြီးမနှက်ဖြန်ကြတော့မှအချီးငှားလာလို့လို့ရှိရင်လည်းအချီးငှားမလုပ်သင့်ဘူးမယုံရဘူးပေါ့နော်တနည်းအားဖြင့်ပေါ့နော်တချို့ကဆိုလို့ရှိရင်တကယ်သူတို့မှမရှိလို့မဟုတ်ဖဲနဲ့ပေါ့နော်တုံနံနေလို့ရတဲ့ကိစ္စလေးကိုကိုယ့်စီမှာလာပြီးတော့တတ်တတ်မှတ်ပေါ့နော်ကိုကိုအကြက်တဲဖြစ်အောင်လှုပ်ချင်တဲ့သဘောတရားမျိုးလေးတွေပါတတ်တယ်စိတ်ပုတ်စိတ်ယုတ်လေးတွေပါတတ်တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့အလောက်ကန်နဲ့ပတ်သက်ပြီးတော့လည်းအမှန်တိုင်းပေါ့နော်ဖွင့်ဟပြီးတော့တိုင်မြင်ဆွေးနွေးလို့ရတဲ့ ပေါင်းသင်ကောင်းမလာဘဲနဲ့ပေါ့ခြေထိုးခံပြီးတော့အနာဂတ်မှာကိုကိုဆိုးကျိုးဖြစ်စေတဲ့သူမျိုးတွေလာတတ်တယ်။အလောက်ကန်ပိုင်းဆိုင်ရာမှာပတ်သက်ပြီးတော့ကိုပါရီလုံနေလဲဆိုတာကိုကိုရဲ့အကြံဉာဏ်တွေကိုခိုးယူမဲ့သူတွေအုံနောက်ဖောက်စားခြင်းတဲ့သူတွေလာလိမ့်ရှိတယ်။ကံကောင်းတာတခုကတော့ပါလဲဆိုလို့ရှိရင်ငွေကြေးအလောက်ကန်နဲ့ပတ်သက်ပြီးတော့မနှက်ဖြံမှာကိုရဲ့ အထက်လူကြီးတွေကကိုယ်ပေါ်မှာပုံမပြီးချစ်ခင်တာမျိုးလေးတွေလည်းကြုံရတတ်တယ်။ဒါမှမဟုတ်ရှင်ကို့အနေနဲ့အခက်ခဲတွေရှိတဲ့အခါမှာလည်းအကူအညီသွားတောင်းလို့ရှင်အစဉ်ပြေအောင်လုပ်ပေးမယ်ဆိုရဲပေါ့နော်။ဂရီစကားမျိုးလေးလည်းရှားတတ်တယ်။အဲသူတို့အနေနဲ့ပေါ့နော်။ကို့အနေနဲ့ယာဒူးတိုးဖို့တွေပါလေလိုချင်လို့သွားပြီးတော့နှစ်ပူနှစ်စာလုပ်လို့ရှင်လည်းပေးချင်တဲ့သဘောမျိုးလေးရှိတတ်တယ်နော်။ ေးမယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်သူတို့ဘက်ကနေလူလာလာလေးနဲ့ကိုပေါ်ကိုစေတနာလေးတွေယူဖိတ်တာမျိုးတော့ကြုံရတတ်တယ်အဲ့ပြောမယ်ဆိုလို့ရှိရင်မကောင်းတဲ့သူတွေလည်းရှိတယ်လို့ပေါ့နော်အဲ့ကြားရရမှာဉာဏ်ဉာဏ်ဖမှန်ကိုထက်ကြီးခဲ့သူပေါ့နော်ကိုထက်မြင့်မြတ်တဲ့သူကိုထက်ပိုပြီးမြင့်တဲ့သူကလည်းအဲကုညီဖို့ပေါ့နော်သူဟာသူဝင်လာတာတော့မဟုတ်ဘူးကိုလိုအဲ့လိုအကူညီသွားတောင်းတဲ့အခါမှာမညုံမညင်နဲ့ပေးချင်စိတ်ရှိတဲ့ပုံစံမျိုးလေးတွေ့ရပါတယ် ဒါဆိုရင်ဒါကမနှက်ပြန်အတွက်ငွေကြေးကန်ဖြစ်ပါတယ်အားလုံးမစည်းဝါးဥစ္စာများဒီရေလာပေါ်များကြပါစီ